င်းမာတစ်ခုထူးကြတာကဘာလဲဆိုတော့သူ့ရဲ့ရေကကြည်စိမ့်ပြီးတော့လုံးဝအောက်ခြေထိမြင်ရတယ်ငားလေးထိမြင်ရတယ်ပေါ့နော်ငားအစာကျွေးတဲ့အဖွဲတွေကအများကြီးရှိတယ်ကျွန်တော်ပေါက်ပေါက်တွေကျွေးတာရှိတယ်ပမုတ်တွေကျွေးနေတာရှိတယ်ပေါ့နော်အဲ့ဒီကံကလုံးဝပြားနေရပဲလုံးညာရေပြာအိုင်ဆိုတာဒီအိုင်လေးကိုပြောတာပေါ့နော်ဒီကူမှာဆိုလို့ရှိရင်လည်းအရင်ခက်ကပေါ့နော်ဘရင်တပားကလာနေဘူးတဲ့ဆိုတော့ရာဇဝင်လည်းရှိတယ်ပေါ့နော်မင်္ဂလာပါဗျာအဲဒီတစ်ခေါက်ကတော့ကျွန်တော်နဲ့ဖအံရဲ့ဒုတိယမြောက်တွေ့ဆုံခြင်းပေါ့နော်အဲဒီတစ်ခါမှာဆိုလို့ရှိရင်တော့ကျွန်တော်ရှစ်တစ်ခေါက်တုန်းကမရောက်ဖြစ်ခဲ့တဲ့နေရာလေးတွေကို သွားဖို့စီစဉ်ထားတယ်ဘယ်နေရာလေးတွေဖြစ်မလဲဆိုတာကိုလိုက်ကြည့်အောင် ာဆိုလို့ရှိရင်တော့ဒီကားလေးရဲ့ battery SOC က85ရာခိုင်နှုန်းကျန်သေးတယ်ကျွန်တော်ညာအားသွင်းတာကအားပြည့်တော့မသွင်းလိုက်ရဘူးเนาะ85ရာခိုင်နှုန်းကျန်သေးတယ်သွားလို့ရတဲ့ driving range ကိုပြောပါဆိုလို့ရှိရင်356 km ထိသွားလို့ရတယ်လို့ပြောထားရပေါ့เนาะအဲ့တော့ကျွန်တော်ဒီနေ့ခီးစဉ်ကတော့ AC စီးဒိုးလို့ရပြီ trick ကိုလည်း reset ချပြီးသွားပြီဆိုတဲ့အခါကျတော့ဒီနေ့ခီးစဉ်ကိုစတင်လိုက်ရအောင်ဗျာ တို့ခုနရောက်ခဲ့တာကတော့ကျွန်တော်တို့ social ပုံမှာလည်းလူတော်တော်လေးတိမယ်ထင်တယ်ကျွန်တော်တို့ non crime ရေကူးဆိုပြီးတော့ social ပုံမှာလူတိညာတယ်ပေါ့နော်ဒါမဲ့တကယ်သူ့နာမည်အပြည့်စုံက non crime မျက်စိမှလှိုင်ကူပေါ့နော်အဲ့ဒီကံလေးကကြတော့လှိုင်ကူကနေဖြစ်လာပြီးတော့အောက်မှာတဘာဝရေကံလေးသဘောမျိုးဖြစ်နေတာအဲ့မှာတခုထူးခြားတာကဘာလဲဆိုတော့သူ့ရဲ့ရေကကြည်စိမ့်ပြီးတော့လုံးဝအောက်ခြေထိမြင်ရတယ်ငါးလေးထိမြင်ရတယ်ပေါ့နော်အဲ့ကောင်ရေကံလေးကြည်စိမ့်နေလို့ဒီတိုင်းထားရမထင်နဲ့အခုဆိုလို့ရှိရင်ခီးသွားရသည်ဗျာခုနကကျွန်တော်တို့ရောက်တဲ့အချိန်မှာဆိုလုံးဝရေစင်းကူးနေတဲ့အဖွဲရလုံးဝအများကြီးပဲ ဲ့လိုမျိုးရေစင်းကူးနေတဲ့အဖွဲ့ကတရက်တလေကိစ္စမဟုတ်နေတိုင်းရှိတာအဲ့လိုနေတိုင်းရှိသည့်တိုင်အောင်အဲ့ဒီကံလေးကလုံးဝကြည်စိမ့်ပြီးတော့အောက်ကိုလုံးဟိုဒီ ground ထိကိုမြင်နေရတဲ့သဘာဝအတိုင်းဖြစ်ပေါ်နေတာပေါ့နော်ဒါလေးကလည်းသဘာဝကပေးတဲ့လက်ဆောင်လေးတစ်ခုလို့ပြောရမှာပဲဒါကတော့ကျွန်တော်တို့ခုနကရောက်ခဲ့တဲ့နေရာကတော့အဲနောင်ခရာရေကူးလို့ပဲပြောပြောနောင်ခရာမျက်စိမလှိုင်ဘူးလို့ပဲပြောပြောပြောလို့ရတဲ့နေရာလေးတစ်ခုပေါ့နော်ကျွန်တော်နောက်ထပ်တဲ့နေရာကိုဆက်သွားမယ်ကြာ ကျွန်တော်တို့ရောက်ခဲ့တဲ့နေရာကတော့ထွပတိုင်ကန်တော်မင်္ဂလာပေါ့နော်အဲ့နေရာလေးကတော့ တာနာနာနေကြီးလည်းဖြစ်တယ်အသားငါစားလို့မရဘူးတက်တက်လွတ်ကိုပဲတီးတန်းစားရတဲ့နေကြီးလေးလည်းဖြစ်တယ်အဲ့ဒါကြောင့်မို့အဲ့နေရာမှာဆိုလို့ရှိရင်အမြဲတမ်းဒီတက်တက်လွတ်ဟင်းလျာတွေကိုလည်းအလှလုံးကြီးတွင်းမွေးနေတာကိုလည်းတွေ့ရရပေါ့နော်အဲ့ဒီကန်တော်မင်္ဂလာကတော့ရှိရတော့ကြာပြီအခုနောက်ပိုင်းကြတော့မှပေါ့နော်ဒီကန်တော်မင်္ဂလာကိုကျွန်တော်တို့ပတ်ကြည့်လို့ရအောင်ဆိုပြီးတော့တစ္ဆာတိုင်းတရားဆိုပြီးတော့တရားလေးတစ်ခုထပ်ဆောက်ထားတွေ့ရတယ်ပေါ့နော်အဲ့တရားကဆောက်ထားတော့အရင်ကြီးမကြသေးဘူး2021ခုနှစ်ကမှဆောက်ထားတဲ့တရားလေးပေါ့နော်အခုရာသီကခီးသွားရာသီဖြစ်နေရတော့လူကတော်တော်များတယ် ။နောက်ပြီးအဲ့ကန်ရဲ့ထူးခြားချက်ကဘာလဲဆိုတော့ခုနကကျွန်တော်တို့ဒီမတိုင်ခင်သွားခဲ့တဲ့နေရာလိုမျိုးပဲရေလေးကလုံးဝပြာပြီးတော့ကျွန်တော်တို့လုံးဝအထဲတော့မြင်နေရတယ်ငါးတွေဘာတွေကူးနေတာအစမြင်နေရတယ်သူရထူးခြားချက်ကိုပြောပါဆိုလို့ရှင်ဘာလဲဆိုတော့ဥမာကျွန်တော်တို့အဲ့မှာဆိုလို့ရှင်ငါအစာကျွေးတဲ့အဖွဲတွေကအများကြီးရှိတယ်ကျွန်တော်ပေါက်ပေါက်တွေကျွေးတာရှိတယ်ပတ်မုတ်တွေကျွေးနေတာရှိတယ်ပေါ့နော်ဒါကကျွေးတာတယောက်တလေကျွေးတာမဟုတ်ဘူးတရက်တလေကျွေးတာမဟုတ်ဘူးလူပေါင်းများစွာကနေ့စဉ်ရက်ဆက်ကျွေးနေသည့်တိုင်အောင်အဲ့ဒီကံကလုံးဝပြားနေရပဲ ဘယ်အချိန်ကြီးကြီးပြာပြီးတော့ရေလေးကလုံးဝအေးပြီးတော့ပြာနေတဲ့အနေအထားမျိုးလေးရှိတယ်ပေါ့နော်အဲဒါလေးကလည်းဒီကန်လေးရဲ့ထူးခြားချက်လို့ပြောလို့ရတယ်ပေါ့နော်အခုကျွန်တော်တို့ဒီနေရာကနေထွက်လာပြီးထွက်ပတိုင်းကနေကျွန်တော်တို့ထွက်လာပြီးတော့နောက်တစ်နေရာဆက်သွားမယ်ဗျာကြက်အခုကတော့ကျွန်တော်တို့နေလက်သာစားပြီးတော့နောက်တစ်နေရာသွားမယ်ပေါ့နော် နေလဲစားကိုဘာစားရင်ကောင်းမလဲဆိုကုတ္တိယပဲတရိယာမိတာဖအံရောက်နေရဆိုကုတ္တိယကအလိုက်ဖတ်ဆုံးပေါ့နော်ကုတ္တိယဆိုလို့ရှိရင်လည်းကျွန်တော်ဖအံမာကချစ်မိုးကတော်တော်လေးမိုက်တဲ့ဆိုင်တမှာပါတယ်အဲ့ဒီတော့ကျွန်တော်နေလဲစားကိုချစ်မိုးမှာပဲကုတ္တိယစားပြီးတော့နောက်တစ်နေရာဆက်ထိုးမယ်ဗျာ ကဲဒါလေးပဲဖြစ်ပါတယ်ဗျာလွန်ညရေပြာအိုင်ဆိုတာဒီအိုင်လေးကိုပြောတာပေါ့နော်အဲဗမာရှိတာလဲဆိုတော့လွန်ညကြီးရွာမှာတည်ရှိတယ်ကျွန်တော်တို့ဖအံမြိုတွေကနေဆိုလို့ရှိရင်ဒီအထိကို9:45မိနစ်တော့ကားမောင်းလာရတယ်လာတဲ့လမ်းတောက်လျှောက်ကတော့လမ်းကတော့ကောင်းလာဖြစ်တဲ့အတွက် AC မောင်းလာလို့ရတယ်အဲဒီအိုင်လေးကတဘာဝအတိုင်းဖြစ်တည်နေတဲ့ရေပြာအိုင်လေးဖြစ်တယ်ကံအကျယ်ဝန်းကလည်းတော်တော်လေးကျယ်ဝန်းတာကိုတွေ့ရတယ်ပေါ့နော် နောက်ပြီးလို့ရှိရင်အခုကခီးသွွားရာသီဖြစ်နေတဲ့အခါကျတော့ခီးသွွားတွေဒီမှာလာပြီးတော့ဟိုပျော်ပါနေတာကိုလည်းတွေ့ရတယ်ပေါ့နော်အစကတော့ဒီကိုကိုကျွန်တော်တို့ကကားထိုင်လာလို့မရဘူးဒီနေရာထိကိုကားလာလို့မရဘူးကျွန်တော်လမ်းမမှာကားရက်ပြီးလို့ချင်းဟိုမှာတံတားလေးတစ်ခုရှိတယ်ပေါ့နော်အဲ့တံတားလေးကနေမှာလမ်းလျှောက်ပြီးတော့ဒီကိုလာတာပေါ့အခုနောက်ပိုင်းကျတော့နည်းနည်းလေးတိုးတက်လာတဲ့အခါကျတော့ကျွန်တော်နည်းနည်းလေးပတ်ပြီးတော့လာမယ်ဆိုလို့ရှိရင်ဒီထိကိုကားဝင်လို့ရတဲ့အနေအထားဖြစ်အောင်လှုပ်လာတာကိုလည်းတွေ့ရတယ်ပေါ့နော်အဲဒါလေးကတော့လွန်ညရေပြအိုင်မဲ့ဖြစ်ပါလေညာနည်းလောက်ကြည့်ရအောင် ယ်အခုကတော့ကျွန်တော်တို့လွန်ညရေပြာအာအာနေပြန်ထွက်လာပြီပေါ့နော်ကျွန်တော်ဒီနေ့သွားခဲ့တဲ့300လုံးကရေနဲ့ပတ်သက်တာတွေပဲ ပထမတစ်ခုကကြတော့အဲနောင်ခရိုင်ပေါ့နော်နောင်ခရိုင်ရေကူကိုရောက်ခဲ့တယ်ဒုတိယတစ်ခုကကြတော့ထွန်းပထိုင်ကန်တော်မင်္ဂလာကိုရောက်ခဲ့တယ်အခုနောက်ဆုံးလွန်ညရေပြာအိုင်ကိုရောက်ခဲ့တာပေါ့နော်သုံးခုလုံးကတော့ရေနဲ့ပတ်သက်တာတွေပဲဖြစ်နေတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ပေါ့နော်တစ်ခုပြောချင်တာကဒီပေါ့နော်လွန်ညရေပြာအိုင်ကိုလာတဲ့လမ်းမှာကျွန်တော်တို့ဒီဟိုဖအံကအထွက်ပေါ့နော်ဖအံအထွက်နားလေးမှာဆိုလို့ရှိရင်ကျွန်တော်ဂုံတက်ဂုံစင်သွားတဲ့နေရာလေးတွေရှိတယ်အဲ့နေရာလေးတွေကိုအဓိကသွားတာကားကြီးတွေသွားတာများတယ်ထင်တယ်ဝန်နင်းဆိုင်ဘာရေးပြီးထားလဲဆိုတော့ဂီယာကြီးဖြစ်တက်ပါဂီယာကြီးဖြစ်ဆင်းပါဆိုပြီးတော့တော်တော်လေးဟိုအတက်ဆင်းလောက်ရတဲ့နေရာလေးတစ်ခု ရှိတယ်အဲ့နေရာလေးမှာမောင်းရလဲ driving feeling ကတော်တော်လေးမိုက်တယ်အဲကျွန်တော်ပြောချင်တာကတော့ဒီကားရဲ့မဟုတ်ဘူးပေါ့နော်ဘယ်ကားနဲ့ပဲဖြစ်ဖြစ်အဲ့နေရာလေးက driving feeling သွားပြီးတော့စမ်းသင့်တဲ့နေရာလေးတစ်ခုလို့ထင်တယ်မောင်းရလဲ driving feeling ကတော်တော်လေးမိုက်တယ်ကျွန်တော်ကတော့ခုလက်ရှိ T03 လေးနဲ့သွားနေတာဆိုတော့အဲ့နေရာလေးကို T03 လေးနဲ့ပဲ driving feeling လေးစမ်းခဲ့တယ်ပေါ့နော်မောင်းရလဲ feeling ကတော်တော်လေးမိုက်တယ်အခုကျွန်တော်တို့၃နေရာသွားပြီးသွားပြီးဆိုတော့နောက်ထပ်တက်နေရာထပ်သွားအောင်မယ်ဘယ်နေရာဖြစ်မလဲဆိုတော့စက်ကြည့်အောင် let's go ကဲအခုကတော့ကျွန်တော်တို့ကောကတောင်ခုနှစ်ကျဲရှိသူဖရားနေပြန်ထွက်လာပြီပေါ့နော်ဖရားသမိုင်းလေးကိုကျွန်တော်နည်းနည်းလေးမေးကြည့်တဲ့အခါမှာအေးရဖုံဖုံတပါးဗာမိတ်လဲဆိုတော့ဒီကူမှာဆိုလို့ရှိရင်လည်းအရင်ခက်ကပေါ့နော်ဘရင်တပါးကလာနေဘူးတဲ့ဆိုတဲ့ယာစုံဝင်လည်းရှိတယ်ပေါ့နော်အဲဒီကနေမှတဆင်ဖုံဖုံတပါးကဒီဖရားကိုတဲခဲ့တာဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ဖုံဖုံ၄ပါးမြောက်ရှိသွားပြီပေါ့နော်အရှိကပြန်လုံတော်မူသွားတဲ့ဖုံဖုံနေရဲ့အယိုးပြတွေကိုလည်းဒီမှာပဲဂူသွင်းထားတယ်လို့သိရတယ်ပေါ့နော် ဒါလေးကတော့ကျွန်တော်ကောကတောင်ဂူဖရားအကြောင်းကိုမေးကြည့်တဲ့ခါမှာဖုံဖုံတပားကမိန့်ကြခဲ့တဲ့အကြောင်းလေးကိုကျွန်တော်အချင်းချုပ်ပြောပြရပါတော့။ကဲအခုကတော့ညနေလဲ3နာရီခွဲနေပြီဆိုတော့ဒီနေ့ခီးစဉ်ကြီးကိုရန်နာလိုက်တော့မယ်။အဲ့တော့ဒီနေ့သွားခဲ့တဲ့ညခီးစဉ်အကြောင်းလေးကိုတစ်ချက်လောက် recap လုပ်ရအောင်။ ကဲကျွန်တော်ရဲ့ဒီနေ့ခီးစဉ်ကြီးကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါပြီကျွန်တော်ဒီနေ့베리သွားခဲ့လဲဆိုတော့ကျွန်တော်ပထမဦးဆုံးနောင်ခရိုင်ရေကူကိုသွားတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်ထုတ်ပတိုင်ကန်တော်မင်္ဂလာကိုသွားတယ်အဲဒီကနေမှတကူးတကားပေါ့နော်ဖအံမြူရဲအထိပြန်လာပြီးတော့မှချက်မိုးရဲ့ကုတ်တီယူကိုလာစားပြီးတော့ဘဲထက်သွားလဲဆိုတော့လွန်ညရေပြာအိုင်ကိုသွားတယ်အပြန်ကြတော့မှကုတ်ကတောင်ကူနှစ်ကျိတ်ရှိသူဖရာကိုဝင်ဖူးပြီးတော့ အခုကတော့ကျွန်တော်ဖအံမြို့တော်ပြန်လဲရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်ဒီနေ့မနက်ကစားထွက်လာတဲ့ကဘက်တရီ SOC ကဘယ်လောက်ရှိလဲဆိုတော့85ရာခိုင်နှုန်းရှိတယ်အခုလက်ရှိ49ကျန်နေတယ်ဆိုတော့ဒီနေ့တစ်နေ့လုံးသွားခဲ့တဲ့အကွာအဝေးမှာဆိုလို့ရှိရင်ဘက်တရီ SOC က38ရာခိုင်နှုန်းပဲရောတယ်လို့ပြောလို့ရတယ်သွားခဲ့တဲ့ကီလိုမီတာစုစုပေါင်းဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်တို့ဒီသွားခဲ့တဲ့ကီလိုမီတာစုစုပေါင်းက132.8ကီလိုမီတာရှိပြီးတော့အဲ့ဒီအတွက်ကိုဘက်တရီကယူသုံးလိုက်တဲ့ပမာဏက15.4ကီလိုဝတ်အဝါထိယူသုံးခဲ့ရလို့ဒီအချက်လက်လေးတွေကသိရရပေါ့နော် ကဒါလေးကတော့ဒီနေ့ဖအန်တစ်ဖက်ကိုပတ်တဲ့ချိန်မှာလီမိုတာရဲ့အခြေအနေလေးကိုပြောပြရခြင်းပဲဖြစ်ပါတယ်ဗျာအဲဒီနေ့ကတော့အဆုံးသတ်လိုက်ပြီးမနှက်ပြန်ကြတော့မှကျွန်တော်ဘယ်သွားမလဲဆိုတော့ဖအန်ကနေမော်လမြိုင်အောင်ဆက်တက်မှာပဲဖြစ်ပါတယ်ဗျာကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေ့ကြရအောင်ပေါ့ကျွန်တော် just right ကချက်ချုံးပါကဲအခုကတော့ကျွန်တော်တို့ညနေလဲ3:00နာရီခွဲနေပြီဆိုတော့ကျွန်တော်တို့ကဲအခုကတော့ညနေလဲ3:00နာရီခွဲနေပြီဆိုတော့ဒီနေ့ခီးစဉ်ကြီးကိုရက်နာမယ်အဲ့တော့ဒီနေ့သွားခဲ့တဲ့မြအကြောင်းလေးကိုချက်လောက်